လောကထဲမှာနေတဲ့သူတွေဖြစ်တော့လဲလောကဓာန်ဆိုတာလူတိုင်းတွေ့ကြုံရမှာပါပဲ။ပါမံပုထုဇဉ်တွေတွေ့ကြုံရရတယ်လို့ဘုရားယန္တာတွေလည်းလောကဓာန်ကိုတွေ့ကြုံရတာပါပဲ။ဘာကြောင့်လောကဓာန်တွေကတွေ့ကြုံရတာလဲဆိုရင်လောကထဲကလူတွေဖြစ်နေလို့ပါပဲ။လောကဓာန်ဆိုတာလောကရဲ့သဘာဝလိုပဲပြောရမယ်ထင်ပါလား။ရတဲ့အခါရမရတဲ့အခါမရချီးမွမ်းတခါကဲ့ရတဲ့လေ။ ချမ်းသာတကားဆင်းရဲတယ်လေအဲ့ဒီလိုအဆင်ပြေတကားအဆင်မပြေတလဲဆိုတာတွေဟာလောကရဲ့သဘာဝတွေပဲမဟုတ်လားလောကရန်လောကရန်ဆိုတာမကောင်းတာတွေဆိုတာတွေလို့ထင်တတ်ကြတယ်မဟုတ်ပါဘူးဆိုတာလဲလောကရန်ဖြစ်တယ်လို့ကောင်းတာတွေလဲလောကရန်နဲ့ပါတာပါပဲလောကရန်ကိုလူတိုင်းလူတိုင်း24နာရီအမြဲတွေ့ကြုံနေကြရတာပါအကောင်းနဲ့တွေ့လို့ခံစားနေရတဲ့အခါ လူတွေကလောကရန်လို့မသိဘဲနဲ့အဆိုးနဲ့တွေ့တဲ့အခါမှာလောကရန်လို့လူတွေကခံစားလိုက်မိလို့ပါ။နောက်ဒီကောင်းဆိုးလောကရန်တွေဟာကိုတယောက်တည်းကိုမိသားစုတစ်ခုတည်းတွေ့ကြုံခံစားနေရတာမဟုတ်ဘူး။လောကရဲ့နေသူလူသားတိုင်းလူသားတိုင်းတွေ့ကြုံနေရတယ်ဆိုတာအမှတ်ရပါ။ဘုရားဟာဝိရင်စာမှာ၃လပတ်လုံးဂျုံညာတွေဖုံးဖို့ဖုံးပေးနေရတာဖြစ်တယ်လို့ တာဝတိလူမျိုးကြီးမှလည်းဆွမ်းဘောစဉ်ကောင်းနေခုံရတဲ့အခါကြီးလည်းရှိတာပဲ။တပည့်တွေပြောဆိုမရလို့တပားတဲ့တော်တဲ့ကြွဝါဆူခဲ့ရတာရှိတယ်လို့နောက်ပါတပည့်တန်ဃာတွေနဲ့ဒေသစာကြီးကြွချေခဲ့ရတာကြီးလည်းအခါကားပါပဲ။ទីထားရမှာကလောကရန်ဆိုတာအမြဲတမ်းဆိုးနေတာမဟုတ်တယ်လို့အမြဲတမ်းကောင်းနေတာလည်းမဟုတ်ဘူးဆိုတာပါပဲ။တသမတ်တဲ့အမြဲဖြစ်မနေတဲ့ဒီလောကရန်ကိုဘာကြောင့်တို့က တွေးကြံပြီးတော့ဆင်းရဲနေရမှာလေဘာကြောင့်တုံလို့ခြောက်ခြားခံစားနေရမှာလဲလောကရန်ကကိုမျက်နာကိုဓမ္မီရောက်နေလာထိုးတဲ့အခါလောကရန်လက်ထဲကဓမ္မီကိုလူ့ကိုမကြိုးစားပါနဲ့လောကရန်ကထိုးတဲ့မီးရောက်နေညအမောင်ကို ရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ထားလိုက်ပါလောကရန်ကရင်ွေးပူပူတွေလာပြီးတဲ့အခါလက်ဖက်ချောက်ခတ်ပြီးရင်ွေးလုတ်တောက်ပြစ်လိုက်ပါလောကရန်ကအမိုက်တွေလာပုံပြေးသွားရင် မြေသွေးလုတ်ပြီးစိုက်ပြိုးဖို့လုပ်လိုက်ပါလောကရန်ဆိုတာမျိုးကတွေးကြံခံစားနေသူတွေကိုပဲနှိမ့်ဆက်နိုင်တာပါလောကရန်ဆိုးတွေကိုအကောင်းအဖြစ်ပြောင်းလဲယူနိုင်အောင်ကြိုးစားပါဗုဒ္ဓဟာစေသမာနဆိုတဲ့လောကရန်ဆိုးနဲ့တွေ့ခဲ့လို့ အောင်ရင်းတစ်မျိုးတိုးပြီးအောင်ရင်းရှိပါဖြစ်လာခဲ့တာမဟုတ်လားဗုဒ္ဓဟာနာလာဂီရိဆိုတဲ့ရှင်ဆိုးလောကရန်နဲ့တွေ့ကြုံခဲ့လို့အောင်ရင်းတစ်ပါးရခဲ့ပြန်တာမဟုတ်လား ဒေါကရံခံစားနေရလို့နေကမဝင်မဲစောင့်နေမှာမဟုတ်ဘူး။ထွက်ချင်းကြထွက်ဝင်ချင်းကြဝင်မှာပဲ။ဒေါကရံခံစားနေရလို့ငိုးနေရင်နေကိုမမြင်လိုက်ရတာပဲရှိမယ်။ဘုဒ္ဓံသာလောကဓမ္မေဟိစိတ်တံယတနာကပတိတဲ့။လောကရံနဲ့တွေ့လို့စိတ်မတုံလို့တာဟာမင်္ဂလာပဲမဟုတ်လား။ဒါကြောင့်အာလုံးအာလုံးစိတ်ဓာတ်ခိုင်မာ၍လောကရံတရားနဲ့တွေ့ကြုံတဲ့အခါမှာမတုံလို့တဲ့သူများဖြစ်ကြပါစေလို့ စားတာပြုခဲ့ပါတယ်။